PUBG Mobile ဗကနေဒီနေ့တော်တော်လေးကိုလမ်းနဲ့ Honor Spin အသစ်တစ်ခုထွက်ရှိလာတာရှိပါတယ်ဒီ Honor Spin နဲ့ Glitch Spin ဘာကွာလဲဆိုတာမေးစီရာရှိပါတယ် Honor Spin ကိုကြည့်ရမယ်ဆိုရင်တော့တော်တော်ကြာမတစ်ခါလာတာဖြစ်ပါတယ် Glitch Spin ကိုကြည့်ရမယ်ဆိုရင်တစ်လားတစ်ခါလာတာမျိုးရှိပါတယ် Honor Spin ကတော့ဈေးများတာမျိုးရှိပါတယ် Glitch Spin ကတော့ဈေးသက်သာတာမျိုးရှိပါတယ် Honor Spin မှာတွေ့ရတဲ့ item တွေကိုကြည့်မယ်ဆိုရင်တော့တော်တော်လေးကိုလမ်းပါတယ် Glitch Spin မှာတွေ့ရတဲ့ item တွေကိုကြည့်ရမယ်ဆိုရင်လည်းမစိုးလို့ပြောလို့ရပါတယ် Glitch Spin မှာကြည့်မယ်ဆိုရင်ကိုကဒီ Spin မှာ item တွေမချိုက်ဘူးဆိုရင်ကိုစီမှာရှိတဲ့ gem တွေကိုလာမယ် Glitch Spin အတွက်ပြောင်းလို့ရတာမျိုးရှိပါတယ်ဒါပေမဲ့ ် honors pay မှာရှိမယ်ဆိုရင်အဲ့လို system တွေးမိရတာမျိုးမရှိပါဘူး glitch pay မှာချိရမယ်ဆိုရင် energy level 100ပြည့်ရနဲ့ gem တစ်ခုရရှိတာမျိုးရှိပါတယ် honors pay မှာချိရမယ်ဆိုရင်အခန်း900 pin လုံးမှဒီထက်အကျိုက်တဲ့ item တစ်ခုရရှိမှာဖြစ်ပါတယ်ဒီ honors pin ရဲ့အချိန်ကိုပြောရမယ်ဆိုရင်တော့6ရက်6လနဲ့31ရက်8လအထိသွားမှာဖြစ်ပါတယ်သူ့မှာတွေးမိရတဲ့ skin နေနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင် view reward ထဲမှာကျောတစ်ချက်လောက်ဝင်လိုက်ပါမယ်ကြည့်ကြည့်ပါတော်တော်လေးကိုလမ်းနေပေါ့ဗျာဒီကကျတော့ ultimate တွေပါတွေးမိရတာမျိုးရှိပါတယ်နောက်တစ်ထပ်ပတ်သက်ပြီးပြောရမယ်ဆိုရင်ကြည့်ကြည့်ပါနောက်တစ်ခုကတော့ဒီက truck full လို့ပုံစံပေါ့ဗျာဒီကောင်ကကျော head gear gear မဟုတ်ပါဘူး helmet ပဲဖြစ်ပါတယ်အကြီးကြီးပါ level 1 2 3ပေါ်ပြဒီပုံစံသွားတာမျိုးရှိပါတယ်တခြား skin အနေနဲ့ပတ်သက်ပြီးပြောရမယ်ဆိုတော့ဒီ glider တွေပါတွေ့မြင်ရတာမျိုးရှိပါတယ်ဒီ car skin တွေပါတွေ့မြင်ရတာမျိုးရှိပါတယ်ဒီ jawboy skin ကတော့တော်တော်လေးကိုလမ်းတာမျိုးရှိပါတယ် car skin ကလည်းကျွန်မိုက်တယ်မစိုးလို့ပြောလို့ရပါတယ်တခြား skin အနေနဲ့ပတ်သက်ပြီးပြောရမယ်ဆိုတော့ m24 တွေ့မြင်ရတာမျိုးရှိပါတယ်သူရဲ့ level max ပုံစံအနေထားကြီးကြီးပါလုံးဝ share ပဲဖြစ်ပါတယ် form နှစ်ခုတွေ့မြင်ရတာမျိုးရှိပါတယ်တခြား item အနေနဲ့ပတ်သက်ပြီးပြောရမယ်ဆိုတော့သူနဲ့ပတ်သက်ပြီးမှ attachment တွေပါတွေ့မြင်ရတာမျိုးရှိပါတယ်ဒီပုံစံပေါ့ဗျာညာဘက်မှာကြည့်မယ်ဆိုရင် collection reward point ပဲတကယ်ကျွန်တော်ဒီရဲ့ item တွေထုတ်လိုက်တယ်ပဲဒီ၃ခုထုတ်လိုက်တယ်ဆိုရင်ဒီအောက်ကနှစ်ခုပဲဒီရဲ့ immunity sticker ကိုရရှိမှာဖြစ်ပါတယ်တခြားပေါ်ရဒီ item တွေထုတ်လိုက်တယ်ဆိုရင်အောက်မှာဖော်ပြပေးထားတဲ့ item တွေရရှိမှာဖြစ်ပါတယ်ဒီ item တွေတကယ်ကျွန်တော်အကုန်လုံးထုတ်လိုက်တယ်ဆိုရင်အောက်ကသူဖော်ပြပေးထားတဲ့ item တွေတကယ်ကျွန်တော်ရရှိမှာဖြစ်ပါတယ်အတိုင်းမဲ့ဒီခေါင်းလေးအကုန်လုံးထုတ်ဖို့ဆိုတာလေလုံးဝလွယ်တဲ့ကိစ္စမဟုတ်ပါဘူးဗျာဒါဆိုကျွန်တော်တစ်ချက်လောက်ပေါ့ဗျာကန်ဆန်းချီချီရအောင်ဗျာတရက်တာရဲ့ပထမအဦးဆုံး spin ကိုကြည့်ရမယ်ဆိုရင်တော့30 UC ကျတင်မှာဖြစ်ပါတယ်ဒီမှာကြည့်ရမယ်ဆိုရင်ဂျမ်နီဘာတွေတွေးမြင်ရတာမျိုးမရှိပါဘူးဒီရဲ့ကက်ပုံစံနဲ့သွားတာမျိုးရှိပါတယ်ဒီရဲ့ကက်တွေလည်းတကယ်ကျွန်တော်လာမဲ့ပေါ့ဗျာ bonus spin မှာလဲလို့မရပါဘူးဗျာဒီ spin နဲ့ကုန်သွားမှာဖြစ်ပါတယ် expire ဖြစ်သွားပါလိမ့်မယ်ဒါဆိုကျော့ဆေးကတခါတည်းသွားကြည့်ကြည့်အောင်ဗျာဒီရဲ့ owner spin ကတော့ကျွန်တော်အဲ့လောက်ကြီး spin မလုပ်ဖြစ်ပါဘူးဗျာဒီမှာကြည့်ရမယ်ဆိုရင်တကယ်ကျွန်တော် spin လုပ်ဖြစ်လာပြောဟဲ့သားနဲ့ပဲ okay ကံကတော့ကျွန်တော်တော်တော်လေးကိုကောင်းနေလို့ပြောလို့ရပါတယ်ကြည့်ကြည့်ပါဒီရဲ့ qb z ရဲ့ skin ကိုရရှိသွားပြီဖြစ်ပါတယ်ထင်တော့မှမထင်ထားပါဘူးဗျာဒီလောက်ထိမှကံကောင်းမယ်ဆိုရင်မှပေါ့ဗျာကျွန်တော်ကတော့ owner spin အဲ့လောက်ကြီး lift ဖြစ်တာမျိုးတော့မရှိပါဘူးဒါပေမဲ့လည်းမစိုးလို့ပြောလို့ရပါတယ်ကံကိုကြည့်ရမယ်ဆိုရင်တော့ဆက်တစ်ချိန်နဲ့ပဲဒီရဲ့ qb z ကိုရရှိသွားပြီဖြစ်ပါတယ်ကံ န်ဆယ်ဆိုလိုလိုက်ပါမယ် upgrade skin ပဲဖြစ်ပါတယ်ကြည်ကြည်ပါမော်လီယူလေးရရှိသွားပြီဖြစ်ပါတယ် okay ဒီမှာကြည့်မယ်ဆိုတော့ကန်ကတော့မစိုးလို့ပြောလို့ရပါတယ် okay တစ်ခါပြန်သွားပါမယ်အဲ့ဒါပြီးတော့ကျဆယ်ကပို့ရတစ်ခါတည်းသွားပါမယ်ဒီကနေ့ကြည့်ရမယ်ဆိုတော့ကန်တစ်ခုရရှိသွားပြီဖြစ်ပါတယ်ဆယ်ကကျော့တစ်ခါတည်းသွားကြည့်ကြည့်ရအောင်ဗျအစမှကန်ကောင်းပြီးနောက်ကျရင်တော့ကန်ကောင်းတာမျိုးမရှိပါဘူးဗျခဏခဏကြုံမှုပါတယ်ဘယ်လိုဖြစ်မလဲဆိုတော့ โอเคတကယ်ချင်းနေမြင်တဲ့အတိုင်းပဲဒီရက်ကက်တွေပေါ်ရတောက်လျှောက်တွေးမြင်ရတာမျိုးရှိပါတယ်โอเคဆိုတော့လိုလိုက်ပါမယ်တခါတော့ပါမယ်အဲ့ဒါပြီးတော့ကျော်10ကတခါတည်းသွားပါမယ်ဗျာဒီကနေ့ကြီးရမယ်ဆိုရင်ပုံမှန်အတိုင်းပေါ်ရကက်တွေပါတွေပြီးတာမျိုးရှိပါတယ်10ကပေါ်ရကျော်တခါတည်းသွားလိုက်ရအောင်ဗျာဒီကနေ့ကြီးရမယ်ဆိုရင်ဘာရရှိမလဲပေါ်ရကောင်းတဲ့ item လေးပြီးလိုက်ပါကားနေနေပါနေနေဆိုရင်လည်း ဒီက granite skin ကိုရရှိသွားပြီဖြစ်ပါလေ။ကင်အားတော့ဗောဗျာမစိုးလို့တော့ပြောလို့ရပါတယ်။ဒါပေမဲ့ကောင်းတဲ့ item တွေတွေ့မြင်ဟာတာမျိုးတော့မရှိသေးပါဘူးဗျာ။ဒါဆိုရင်ကျွန်တော်ဒီကတစ်ခါလေးပြီးမှပေါ့ဗျာ။နောက်ဆုံးအနေနဲ့ကျွန်တော်စေချင်သွားပါမယ်။ဒါပြီးကျွန်တော် spin ရက်လိုက်ပါဗျာ။ဘာရရှိမလဲ။ Jesus Pure PUBG Mobile ကြီးကောင်းတဲ့ item လေးပေးပါဆိုတော့လေ โอเคကောင်းတဲ့ item တွေတွေ့မိဟာတာမျိုးတော့မရှိပါဘူးပဲโอเคဒါဆိုကျွန်တော် spin ကိုဒီလောက်မှရက်လိုက်ပါမယ်အချိန်ကဒီမှာကြီးမယ်ဆိုရင်6ရက်6လနဲ့31ရက်8လအထိသွားမှာဖြစ်ပါတယ်တရက်တာရဲ့ပထမအဦးဆုံး spin ပေါ်ရတစ်စယူစီနဲ့ကျွန်တော် spin လုတ်သွားပါမယ်အဲ့ဒါပြီးကျွန်တော်စီမံကတ်တီဘလောက်ရလဲပေါ်ရဘယ် item တွေ redeem လုပ်လို့ရလဲဒီကနေ့ကျွန်တော် redeem လုပ်လိုက်ပါရင်ဗျာတကယ်ကျွန်တော်ရောဒီ owner spin မှာပေါ်ရ spin လုတ်ဖြစ်လားမလုတ်ဖြစ်ဘူးလားဘလောက်ထိမှကန်ကောင်းလဲဒါမှမဟုတ်ဘလောက်ထိမှကန်ဆိုးလဲပေါ်ရ comment မှာမျှဝေပေးသွားလို့ရပါတယ်ဗျာနောက်တစ်ခုကတော့ AOT ချစ်သူတွေအတွက်တော်တော်လေးကိုစော့ကောင်းတဲ့ဝါမုတ်3ခုကိုကျွန်တော်ဖော်ပြပေးပါမယ် AOT နဲ့ဒီရဲ့ zombie တွေ fight လုပ်ချင်တဲ့တကယ်ကျွန်တော်ဝါမုတ်ထိပါတယ် ဆိုချင်တယ်ဆိုရင်တော့ကျွန်တော် creation code ပေါ်ရဒီ map ရဲ့ code ကိုလည်းဒီမှာဖော်ပြပေးလိုက်ပါမယ်ဒီရဲ့မြေပေါ်မှာ line map တကယ်ကျတော့ zombie တွေနဲ့ fight လုပ်လို့ရတာမျိုးရှိပါတယ် zombie တွေကလည်း zombie မျိုးစုံတွေ့မြင်ရမှာဖြစ်ပါတယ်တကောင်နဲ့မဟုတ်ပါဘူးဗျ UDM gear တို့ titan serum တို့အသုံးပြုမှာ zombie တွေနဲ့ fight လုပ်လို့ရတာမျိုးရှိပါတယ်နောက်တစ်ခုဝါမှုနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင် zombie နဲ့ fight လုပ်ရတာမျိုးရှိပါတယ်ဒီရဲ့ဝါမှုမှာရှိရမယ်ဆိုတော့တကယ်ကျတော့တနက်တွေပါတယ်ဘာမှပြီးမှာမဟုတ်ပါဘူးအဓိကအဖြစ်တော့ဒီရဲ့ titan အဖြစ်ပြောင်းပြီးမှာ zombie တွေနဲ့ fight လုပ်ရမှာဖြစ်ပါတယ် titan မလုပ်ဖ ೇನೆ ကိုတိုင်းပေါ့ဗျ character နဲ့ fight လုပ်ဖို့သွားတယ်ဆိုရင် zombie တွေကတကယ်ကျတော့တစ်ခါလေးရှင်းလိုက်မှာဖြစ်ပါ ်ပါတယ်ဒါကြောင့်အရေးကြီးတာတော့ဘောရဒီတိုက်တန်ဖြစ်ပြောင်းမှုလို့တာဖြစ်ပါတယ်တိုက်တန်ဖြစ်မပြောင်းဘူးဆိုရင်တော့ဒီရဲ့အပေါ်မှာဘောရ ODM ကြီးက၃မိမနေနေရုံပဲဖြစ်ပါတယ်အောက်စင်ကြီးမှာဒီရဲ့တိုက်တန်ပြောင်းမှဇုံဘီဒီကိုရှင်းရမှာဖြစ်ပါတယ်ဒီခေါင်းလေးတော်တော်လေးကိုစိုးကောင်းတာမျိုးရှိပါတယ်နောက်တစ်ခုဝါမုံနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ဒီရဲ့ ODM ကြီးကတော့ဘောရတိုက်တန်တို့အသုံးပြုမှာ enemy နဲ့ fight လုပ်ရတာမျိုးရှိပါတယ်မြေပုံပုံစံအနေထားလေးတော်တော်လေးကိုမိုက်တာမျိုးရှိပါတယ် train တွေပါတွေးမြင်ရတာမျိုးရှိပါတယ်သူရဲ့ creation code ကိုလည်းကျွန်တော်ဒီမှာဖော်ပြပေးလိုက်ပါမယ်တကယ်ကျွန်တော်ဝါမုံမှာဘောရဒီရဲ့ code တွေထိမှဒီရဲ့မြေပုံတွေစမ်းစိုးကြည့်ဖို့ကျွန်တော်ပြောလိုပါတယ်ဗျဇုံဘီချစ်သူတွေ AOT ချစ်သူတွေအတွက်တော့ဒီ ရဲ့မြေပုံတွေကလုံးဝ share ပဲဖြစ်ပါတယ်ဗျာ okay ဒါဆိုတကယ်ချင်းအားလုံးအနေနဲ့ကျွန်တော်ခုဖော်ပြပေးလိုက်တဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးမှကောင်းကောင်းနားလည်သဘောပေါက်သွားပြီလို့ကျွန်တော်မျှော်လင့်ပါတယ်ဗျာဒါဆိုရင်ကျွန်တော်လက်ရှိဒီဗီဒီယိုလေးကတော့ဒီလောက်ပါတယ်ဗျာတကယ်ချင်းအားလုံးအနေနဲ့ဒီဗီဒီယိုလေးကိုနှစ်သက်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ဗျာအခုလိုဗီဒီယိုကြည့်ရှုပေးတဲ့တကယ်ချင်းအားလုံးကိုလည်းကျွန်တော်အထူးပင်ကျေးဇူးတင်ရှိပါတယ်ဗျာ